အားလုံးမင်္ဂလာပါခင်ဗျာ Everyday English with Koji Channel နဲ့ပြန်လည်ကြိုဆိုပါရစေ။ကဲဒီနေ့မှာတော့ effective tips to improve English pronunciation လို့ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲအင်္ဂလိပ်စာသံထွက်ကောင်းအောင်ဘယ်လိုရမလဲဆိုရင်ဒီလေတချို့ကိုဝေမျှပေးဖို့ရွေးထားလည်းဖြစ်ပါတယ်။မြတ်သားဖြစ်ကျွန်တော်ဗမာတွေကအင်္ဂလိပ်စကားပြောတဲ့အခါမှာတခြားလူမျိုးတွေထက်စားလို့ရှင်ပေါ့နော်။အတန်ကနည်းနည်းဆက်ဆက်လေးထွက်နိုင်တယ်။ပြီးအခါမှာကောင်းမွန်မွန်လေးထွက်နိုင်တယ်။တစ်ဖက်သူအနေနဲ့လည်းနားလည်ရလွယ်တဲ့အထက်မှာပါတယ်။ဒါဟာကျွန်တော်ဗမာလူမျိုးတွေရဲ့အတတ်ချက်တွေတစ်ခုပေါ့နော်။ ဒါပေမဲ့လည်း pronunciation လို့ခေါ်တဲ့အတန်ထွက်မှာတော့အဲသတိပဋ္ဌာန်မိလိုက်တဲ့တချို့ချက်လေးတွေကြောင့်ကျွန်တော်တွေဒါအတန်ထွက်သိမကောင်းတာလေးတွေရှိနေတတ်ပါတယ်။ Okay ဆိုတော့ဒီနေ့မှာဒီအတန်ထွက်လေးကအောင်ဘလူးလော့မစ္စရယ်နီလန်ကိုဝင်ပြပြမှာဖြစ်တဲ့အတွက်အဆုံးနဲ့ကြည့်ဖို့ကိုလည်းကျွန်တော်အနေနဲ့ request လုပ်ပါတယ်။ကြည့်ဒါဆိုလို့ရှိရင်ပထမဆုံး tip တစ်ခုကိုကျွန်တော်ကြည့်ချင်လိုက်ကြအောင်ပေါ့နော်။ Okay အဲ့တော့အင်္ဂလိပ်စာတတ်ချက်ကောင်းမှုဆိုလို့ရှိရင်ကျွန်တော်က learn phonetics phonetics ကိုလေ့လာမှလည်းဖြစ်ပါတယ် ဒီစကလုံးရဲ့အတန်အောင်ကြားလိုက်ပြီဆိုတော့ကအင်္ဂလိပ်စာလေ့လာရတူတော်များများသိကြပါဗျ။ Okay phonetics သူတို့ရင်းလဲရင်းနှီးကြတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင် phonetics ဆိုတာကဘာလဲ The study of the sounds made by the human voice in speech. ကျွန်တော်လူတွေစကားပြောလိုက်တဲ့အခါမှာအတန်တွေထွက်လာတယ်။အဲ့ဒီအတန်တွေကိုလေ့လာတာအဲ့ဒါကိုကျွန်တော်က phonetics လို့ခေါ်ပါတယ်။တနည်းအားဖြင့်ဒီစကားလုံးတစ်လုံးကိုသူ့အနေနဲ့ဘယ်လိုမျိုးအတန်ထုတ်ပြီးတော့ပြောလိုက်တာလဲ။ဘယ်လိုနေရာမှာအဖြေဖော်ရင်းနဲ့ထားပြီးတော့ပြောလိုက်တာလဲ။ ဟုတ်ပြီနော်အဲစသဖြင့်ဒီလိုမျိုးတွေကိုလေ့လာတာဒီ phonetics ဖြစ်ပါတယ်အဲ့တော့ phonetics လို့ခေါ်တဲ့အရာတွေကိုလေ့လာပြီဆိုလို့ကျွန်တော်တို့ကအတန်တွေကိုလေ့လာလို့ပြောရဖြစ်တဲ့ကြောင့်မလို့အတန်တွေမှာကဘာအတန်တွေရှိနေရလဲအင်္ဂလိပ်အက္ခရာတွေကိုကြည့်မယ်ဆိုလို့ရှိရင် A ကနေ letter Z အထိက26 letters ရှိတယ်စုစုပေါင်း26လုံးအဲ26လုံးမှာအဲ့ letters တွေကိုကိုစားပြုနေတဲ့သက်ဆိုင်ရာအတန်တွေကရှိထားပြီးသားဖြစ်ပါတယ်ဥပမာဖြစ် letter A ကိုတွေ့မယ်ဆိုလို့ရှိရင်အအ letter B ကိုတွေ့မယ်ဆိုလို့ရှိရင် b b letter c ကိုတွေ့မယ်ဆိုလို့ရှင် k k စသဖြင့် letters letter right letter right မှာသူတို့ကို representing လုပ်ပေးနေတဲ့ sounds တွေကရှင်းထားပြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအတန်တွေကိုကျွန်တော်တွေကစကလုံးဒီ letter ကိုမြင်လိုက်တာနဲ့ဒီတန်ထွက်တယ်ဆိုတော့ dummy identify လုပ်နိုင်တယ်ဆိုလို့ရှင်အမှားပဲကျွန်တော်တွေရဲ့ဒါ pronunciation ကို improve ဖြစ်ဖို့အတွက်နီလန်တစ်ချက်ကရနိုင်ပြဖြစ်ပါတယ် အခုခေတ်ဒါ TikTok ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်တော်တော်များတွေ့ပါလိမ့်မယ်ကလေးတွေငငယ်လေးကလေးကနော် Phoenix တွေသင်နေကြတာအတန်နဲ့မှအဘကဒပြေခါမှာအဲဘာလဲဘီဘီအဲ့လိုမျိုး blending လုပ်တဲ့ဟာလေးတွေလည်းတော်တော်များတွေ့ကြမှာပေါ့နော်ဒါဘာလဲဆိုတော့ကလေးငငယ်လေးကလေးကဒီ letter နဲ့ဒီသူတို့ represent လုပ်နေ sounds တွေကို familiarize အကျွမ်းဝင်အောင် လုပ်ပေးနေရပါအဲ့ကလေးတွေကသူတို့သင်ထားပြီးသား phonics အတန်ထွက်လေးတွေနဲ့သူတို့စာ တခြားတော့မဟုတ်စကလုံးတစ်လုံးမြင်လိုက်တာနဲ့တို့ရောတို့ independently ဖတ်နိုင်တယ်ပြောနိုင်တယ်အဲ့လိုမှတစ်စင်တို့ရဲ့စာဖတ်ခြင်းစဉ်ကိုပို့ပြီးတော့မြင့်တင်ပေးတယ်ပြည့်ခါမှာတို့ရဲ့ confidence ကိုလည်းပို့ပြီးတော့တိုးသွားစေပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကအတန်တွေလိမ့်လာတဲ့အခါမှာအခုဒီနေ့ phonetic မှာဆိုလို့ရှိရင် by palm လဲဆိုတော့ consonant sounds လို့ခေါ်ရဲကျွန်တော်တို့ဒါဖြီးတန်တွေရှိမယ်ပေါ့နော်ဟုတ်ပြီဒါဆိုဘီးတန်တွေကဘာတွေလဲရင်ဆိုတော့ဒီမှာအခုကျွန်တော်ပြထားတဲ့ဒီမှာဖဘတဒကဂ အဲ့ပြီးတော့ရင်ဒီကနေပြီးတော့မှ D T ဒါရီအကုန်လုံးဒီကျွန်တော် consonant sounds တွေဖြစ်ပါတယ်အဲ့ဒီ sounds တွေကို represent လုပ်တဲ့ letters တွေကလည်းဒီ symbols လေးတွေနဲ့ရေးထားတာဖြစ်ပါတယ်ဟာပြီးတော့ဒီမှာ letter P ဆိုလို့ရှိရင်ကျွန်တော်သူ့ကို represent လုပ်မဲ့ symbol လို့ခေါ်တဲ့သင်္ကေတသည် P အဲ့ဒါကိုပဲပြန်သုံးထားပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ကအခုဒီမှာဒီကနေဒီထိက consonant sound အဲ့ consonant sounds တွေကို represent လုပ်တဲ့ဟာလေးကလည်းကျွန်တော်ဒီမှာသူ့ရဲ့သင်္ကေတလေးနဲ့ဖော်ပြထားတယ်ဖတ်ဆိုရင် P ဟာလေးကိုပြန်ပြီးတော့ပြောထားတယ် S S ဆိုတဲ့အတန်ထွက်ကိုကျွန်တော် letter လေးကသူ့နဲ့ပဲပြန်ပြီးတုံးတာတယ် Z ဆိုရင်သူ့ရဲ့တကယ်တာပြန်တုံးတာတယ်ဒါပေမဲ့မတူတာက Sh အဲ့ဒီအတန်ထွက်ဆိုလို့ရှိရင်ဒီမှာငမားချိတ်လိုပုံစံလေးနဲ့တကယ်တာပြူထားတယ်ဟုတ်ပြီဒါဆိုကျွန်တော်ကဒီတကယ်တာတွေကိုဒီအတန်နေနဲ့တွက်မှတ်ပြီးတော့မှကျွန်တော်ဘယ်နေရာမှာမြင်ရမှာမို့လို့လဲရင်အင်္ဂလိပ်စာမှာဒီတကယ်တာတွေမှာမတွေ့ရတာဟုတ်တယ်အင်္ဂလိပ်စာကျောင်းမှာဒီလိုတကယ်တာတွေတော့မတွေ့ရဘူးဒါပေမဲ့ dictionary ကြည့်တဲ့အခါမှာတော့ဒီဟာတွေတွေ့ရတယ် ျွန်တော်ဇလုံးတစ်လုံးရဲ့အတိတ်ပဲသိချင်လို့ dictionary ခောက်လိုက်တဲ့အချိန်မှာမြန်မာအင်္ဂလိပ် dictionary မှာတော့ဟာမနော်ကျွန်တော်အတန်ထွက်ကိုနားထောင်လို့ရတဲ့အာ audio လေးပါတယ်အဲ့တော့ကြောင့်မလို့ဇလုံးတစ်လုံးကိုကြိလိုက်တာနဲ့အတန်နားထောင်လိုက်တာနဲ့ဩဒီဇလုံးကတည်တန်ထွက်တယ်ဆိုတာကိုကျွန်တော်တို့သိခွင့်ရတယ်သို့တော်လည်းတချို့ application တွေမှာကြတော့အတန်တွေကလုံးနေရတယ်မကွဲပြားရရှိတဲ့ခါမှာဒီအတန်ထွက်ကဒီလိုရောဟုတ်ရဲ့လားတချို့ applications တွေမှာလည်းမှားတာတွေလည်းတွေ့ရတယ်ဒါပေမဲ့ a to a dictionary ကိုကြည့်လိုက်တဲ့အခါမှာတော့ ကျွန်တော်ဒီစကလုံးတစ်လုံးရဲ့အတန်ကိုဖော်ပြထားတာကနှမျိုးနဲ့ဖော်ပြထားတယ်ပထမဆုံးတစ်ချက်ကကျတော့အတန်ဖိုင်ပုံစံမျိုးလေးနဲ့လည်းပါတယ်အဲ့တော့အတန်ကိုခလစ်နှိမ့်လိုက်မယ်ဆိုရင်ဒီစကလုံးရဲ့အတန်ထွက်ကိုကြားရမယ်ဒီကြားလို့ရှိရင် phonetic symbols တွေနဲ့လည်းဒီစကလုံးတွေကိုရှင်းပြထားတယ်အဲ့ကကျတော့ကျွန်တော်က phonetic symbol ကိုဖတ်တတ်တယ်ဆိုလို့ရှိရင်ဒီစကလုံးကိုဖတ်ကြည့်လိုက်တာနဲ့အော်ဒီစကလုံးရဲ့အတန်ထွက်ကဒီလိုပါလားဆိုတာကိုတန်းတီးသွားစီတယ် ဒါဟာ phonetic symbols တွေကိုလေ့လာထားခြင်းရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။အဲ့တော့ကိုကအတန်တွေကိုလည်းနော်ဒီ representing လောက်ထားတဲ့ letter တခုချင်းစီအတန်ကိုလည်းတိကျသိတယ်။ပြီးတော့တဲ့အခါမှာ phonetic လည်းလေ့လာထားရတဲ့အတွက်ဒီစလုံးတွေကဒီလိုအဖြစ်ဖြစ်နေဆိုပါလားဆိုတာကိုလည်းသိသွားတဲ့အတွက်ကိုယ့်ရဲ့တန်ထွက်ကတော့ကောင်းလာမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်အခုပြောသွားတာက consonant sounds ပဲရှိပါသေးတယ်။ပြည့်ခါမှာ vowel sounds လို့ခေါ်တဲ့တရတန်တွေလည်းရှိသေးတယ်။တရတန်တွေကတော့ကျွန်တော်ငယ်ငယ်တုန်းကဖတ်တယ်ပေါ့နော်။ r e u a o အဲ့လိုမျိုးတန်နေတနည်းဖြင့်အတန်ပါတဲ့အတန်တွေက vowel sound တွေဖြစ်ပါတယ်အမှ umbrella orange apple စသဖြင့်ဒီလိုတန်တွေကဘာမှလို့ဆိုအတန်ပါတယ်တနည်းဖြင့် vowel sound အဲ့တော့ vowel sounds တွေလည်းရှိတဲ့အတွက်သူတို့ represent လုပ်တဲ့ symbols တွေကလည်းဒီမှာရှိထားပြီးသားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် long vowel e တဲ့ e e ဆိုတဲ့တန်ရဖို့ကျွန်တော်ဒီတင်ကြတာနဲ့ပြပါတယ်အဲ့တော့အရှိမ consonant က s consonant x ရဲ့ long vowel e ဆိုတဲ့ဟာလေးသင်္ကေတကဒါနဲ့သုံးတာတော့အဲ့တော့ e အဲ့ဒါကို blend လုပ်လိုက်တဲ့အချိန်မှာတတက်က c ဆိုပြီးတော့အတန်လေးထွက်လာပါတယ် okay နောက်တစ်ခုကဒီမှာ letter i လို့ပုံစံလေးသူကကျတော့ကျွန်တော် letter e e e အဲ့အတန်လေးရပါတယ်အဲ့တော့ happy happy ဆိုတဲ့စကားလုံးထွက်မယ်ဆိုလို့ရှိရင် happy အဲ့တော့ p ဆိုတဲ့ p လေးရဲ့ပြည့်ခါမှာဒီ letter လေးရဲ့ပေါင်းလိုက်တဲ့ blend လုပ်လိုက်တဲ့အချိန်မှာ p ဆိုတဲ့တန်လေးထွက်လာအဲ့တော့ happy အဲ့တော့ကျွန်တော်ဒါလေးတွေက vowel sounds လေးတွေဖြစ်တယ် vowel နဲ့ consonant နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်အတန်လေးတွေပေါင်းဆက်လို့ရသွားတယ်အဲ့တော့ vowel sound ပြင်ကျွန်တော် diphthongs လေးတွေလည်းရှိသေးတယ် diphthongs ဆိုတာကျတော့တရအတွဲတရအတွဲဆိုတာကအဲ့ဒီအတန်တွေဖြစ်လာဖို့တော့ကတရနှစ်ခုပေါင်းလိုက်မှဖြစ်ပေါ်လာတဲ့အတန်မျိုးဒီမှာဆိုကျွန်တော်ဒီတင်ကိတလေးတွေ့မယ်ဆိုအဲ့ဒါဒီ a a အဲ့လိုတန်ထွက်တယ်အဲ့ဒီမှာဆိုလို့ရှိရင် say လို့ပြောရဖြစ်ကြမလို့ အေးအဲ့နှစ်ခု symbol ပေါင်းချလိုက်တဲ့အချိန်မှာ say နောက်ဒီကောင်းလေးဒီတင်တက်တွေ့မယ်ဆိုတော့အဲ့ဒါဒီ oh အဲ့တော့ဒီမှာဆိုလို့ရှိရင် go ဆိုရဲစကားလုံးတွေ့ရတဲ့ကြောင့်မလို့ g တင်ငိတပြန်ရတယ်ပြတဲ့ခါမှာ tip 3ရဲ့တင်ငိတဒီဟာလေးယူလိုက်တဲ့အချိန်မှာကျွန်တော်နှစ်ခုကို blend ပေါင်းလိုက်ပြီးဒါဆိုပါတော့ထွက်သွားလဲ g o ဒါဆိုရင် go စသဖြင့်ဖြစ်သွားတယ်။အဲဒါလေးကကျတော့တရအတွဲအတန်လေးတွေ။အဲ့တော့ဒီ vowels day the tom's day consonant day december's day တွေကိုကျွန်တော်တို့ကဖတ်တက်သွားပြီဆိုလို့ရှိရင် dictionary ကိုကြိုက်တယ်လို့ကြည့်လို့ရတယ် dictionary မှာကြည့်ပြီးတော့မှဒီစကားလုံးတွေအတန်ကိုကိုကြိုက်တယ်လို့ explore လုပ်လို့ရတယ်ဒါဟာကိုယ့်ရဲ့အာသာချက်ဖြစ်သွားတယ်ပေါ့နော်အတန်တွေကိုလည်းတိကျကျသိလာတယ်မမှန်ကန်ကန်လည်းထွက်လာနိုင်တယ်ဒါ phonetic symbols တွေကိုလေ့လာခြင်းအာသာချက်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒိန်းဒေတာတွေကဆက်စပ်ခြင်းလေ့လာရတဲ့အတွက်ကတော့နည်းနည်းလေးခက်လိမ့်မယ်ဘာလို့လဲဆိုတော့တိရတဲ့အတိုင်းပဲ ခတ်တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကြလို့ရှိရင်တော့ dictionary ကြည့်မှများလာဆိုလို့ရှိရင်ဒီစကားလုံးလေးတွေကိုကျွန်တော်တို့ကအဲ symbol လေးကိုမြင်တာနဲ့ဒါလေးတွေဖတ်တတ်လာတယ်ကိုယ်အနေနဲ့လည်းပို့ပြီးတော့သိလာအဲ့တော့အချိန်တစ်ခုတော့ပေးရတယ်ဒါပေမဲ့နောက်ပိုင်းကျရင်အဆင်ပြေသွားလိမ့်မယ်အဲ့တော့ English to English dictionary ကြည့်ရတဲ့အာသာချက်ကဘာဖြစ်လဲဆိုတော့ကျွန်တော်စကားလုံးတွေကသူရဲ့ definition တွေကိုကျွန်တော်က e to e ပဲမြင်ရဖြစ်ရကြောင်းမလို့အင်္ဂလိပ်စာနားလည်ဖို့အတွက်ပို့ပြီးတော့ထောက်ပြပြတယ်ပြေခါမှာ vocabulary range ပို့ပြီးတော့ကျေလာတယ် Google မှာပထမဆုံး English to English dictionary ကိုကြည့်ရတဲ့အနေနဲ့ကတော့ ဟို definition ကိုကြည့်လိုက်တော့မှပဲပိုရှုပ်သွားတယ်ဘာပြောလို့ပြောချင်မှလည်းမသိဘူးဆိုတာမျိုးဖြစ်တတ်တယ်။အဲ့ခါကျရင်ဘာလုပ်ရလဲဆိုတော့နော်ဒီအင်္ဂလိပ်မြန်မာ dictionary ကိုပြန်ကြည့်ရတဲ့အနေအထားမျိုးကြီးလည်းရှိတယ်။ဒါကအစပဲနောက်ပိုင်းကျလို့ရှိရင်တော့ကျွန်တော်တို့တွေဒါအဆင်ပြေသွားနိုင်မယ်။ကျွန်တော်ကျောင်းသားဘွားမှာလည်းအဲ English to English dictionary ကိုစသုံးခဲ့တော့ phonetic symbols တွေကိုတိတ်မဖတ်တတ်တာတွေရှိတယ်။ဒါမှနောက်ပိုင်းကျလည်းအကျွမ်းတွေဖြစ်လာတယ်။ပြီးတော့ရင် into dictionary မှာတွေ့ရတဲ့အာအင်္ဂလိပ်လိုပဲ definition တွေဖွင့်လာပြတဲ့ကြောင့်အားအရဖတ်တဲ့အခါမှာခက်ခဲခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းကျတော့လည်းအဆင်ပြေသွားတာပဲဗောနော်အထီးတင်များလုံလေလေးကိုအတွက်အကျိုးရှိလေးဖြစ်ပါတယ်အဲ့တော့ဒါက phonetic symbols တွေလေ့လာမယ်ဆိုလို့ရှိရင်အင်္ဂလိပ်တန်ထွက်ကောင်းမှုအတွက်အသာချက်တွေအများကြီးဖြစ်လာမှာလည်းဖြစ်ပါတယ်နော်โอเคဒါကတော့ကျွန်တော်နမူနာနည်းနည်းပြထားတာပါ Lawman Events Learners Dictionary ဖြစ်ပါတယ်။ဒါက mobile app မှာလွယ်ကူနော် download လုပ်လို့ရပါတယ်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ permanent ဘာမှလို့ကျွန်တော်ပြောရင်တော့ permanent permanent လို့ပြောကြတယ်ဘာလို့ဟုတ်ပြီဒါဆိုရင်ကိုယ့်ရဲ့အတန်းတွေကြီးကဟာ permanent ဆိုရင်လှတာမလှဘူးဒါဆိုအင်္ဂလိပ်တန်ထွက်နေကောင်းအောင်ဘယ်လိုလုပ်မလဲအဲ့တော့ phonetic symbols ကိုကြည့်လိုက်တဲ့အချိန်မှာဖက်ဖက် okay ဖက်ဒီကောင်လေးကကျတော့အဲဆိုတဲ့အတန်းပါအဲ့တော့အဲ့ဒီခုပေါင်းလိုက်တဲ့အချိန်မှာဖက်ဒီမှာဆိုမ and me na and nant ဒါဆိုအလုံး blend လုပ်လိုက်တဲ့အချိန်မှာ permanent 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 အဲ့တော့ခုနဖက်လိုက်တဲ့ permanent ဆိုတဲ့အတန်းရဲ့ permanent ဆိုတဲ့အတန်ရဲ့ကိုကိုပြရာကြီးဖြစ်သွားလိမ့်မယ်။ဒါသည် phonetic လေ့လာထားတဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။ Okay ဟုတ်ပြီဒီ phonetic symbols ကိုမဖတ်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ voice UK accent နဲ့လားဒါမှမဟုတ် US accent နဲ့လားကျွန်တော်နားထောင်ကြည့်လို့ရပါသေးတယ်။ဟုတ်ပြီနော်။ Okay ဒါက ATA dictionary တွေ့မယ်ဆိုလို့ရှိရင်မြင်ရတဲ့ပုံစံလေးပါပြီဒီမှာ definition အဲ့တော့ permanent ရဲ့အဓိပ္ပာယ်က continuing to exist for a long time or for all the time in the future ဆိုရပြီးတော့သူဘာသာပြန်နာပါတယ်။ ဟုတ်ပြီနော်အကေတာက into dictionary မှာ phonetic symbol ကိုတွေ့ရတဲ့ပုံစံမှာနောက်တစ်ခု iapden iapden ကလည်းကျွန်တော် play store ကနေ download ဆိုလို့ရှိရင် mobile app တွေမှာ real google သုံးလို့ရတဲ့နော် application တစ်ခုဖြစ်ပါတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီမှာ phonetic symbols လေးနဲ့ပြထားတယ်ပေါ့နော်အကေတာဆိုရင်ကျွန်တော်ဒါလည်းဖတ်ကြည့်အောင် t ဒီကောင်လေးက a အဲ့တော့ ter me no l g terminology 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 စသဖြင့်ဒီလိုတန်လေးပြီးသွားထွက်လို့ရတယ် အာသူမှလည်းကျွန်တော်တို့ဒီမှာ phonetic symbol မဖတ်တတ်ဘူးဆိုလို့ရှိရင်ဒီ voice icon လေးနှိပ်ပြီးတော့လည်းနှာထောင်ကြည့်လို့ရတယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့ phonetic ပဲရှိပါသေးတယ် okay now to check phonetic symbols လည်းဖတ်သွားပြီဖတ်တတ်သွားပြီပြီးတော့လို့ရှိရင် letter တစ်ခုချင်းစီရဲ့အတန်တွေကိုလည်း letter d ကိုမြင်လိုက်တာနဲ့ det ဆိုတဲ့အတန်မျိုးနော် letter s ကိုမြင်လိုက်တာနဲ့ d အတန်မျိုး identify လုပ်နိုင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ခံကောင်းနေပြီ okay အဲ့တော့ phonetic နဲ့အတူတွဲပါလာတာက syllable ါပဲเนาะ syllable syllable ဆိုတာကကျွန်တော်ဒီမှာ definition တော့ရှိပေမဲ့ကျွန်တော်ဘမလိုပဲအလွယ်ပြောမယ်ဆိုရင်စကားလုံးတွေကိုအတန်အဖြတ်အတောက်လုပ်လို့ရတဲ့ unit ဆိုတော့ကစကားလုံးတစ်လုံးဖတ်လိုက်မယ်ဆိုလို့ရှိရင်အဲစကားလုံးတစ်လုံးမှာအတန်ပနတန်ပါနေလေအဲ့ဒါဒီ syllable ပေါ့အတန်နတန်ပါရဆိုရင်2 syllables အတန်သုံးတန်ပါရဆိုရင်3 syllables okay ဒါဆိုကျွန်တော်အောက်ကစကားလုံးလေးကိုကြည့်ကြအောင်ပါဘာမလို့ကျွန်တော်တို့တွေထွက်ကြတာက confident ပေါ့နော် confident okay အဲ့ဒါကိုကျွန်တော် phonetic နဲ့ရေးထားတယ်ဒါဆိုကျွန်တော် phonetic ဖတ်တတ်သွားတဲ့သူတယောက်အနေနဲ့ကျွန်တော်ဒါလေးဖတ်ကြည့်ပါမယ် confident 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 အဲဒါဆိုကျွန်တော်တန်ထွက်လေးကောင်းသွားပြီနောက်တစ်ခုကကျတော့ technology ဒါကျွန်တော်တို့ပမာတန်နဲ့ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာအင်္ဂလိပ်အ phonetic symbols လေးနဲ့ကျွန်တော်ဖတ်ကြည့်မယ်ဆိုလို့ရှင် tech no le g technology 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 okay ဒါဆိုအဲ့ဆက်လုံးထွက်တဲ့အခါမှာ syllable လို့ခေါ်တဲ့အသံဗနတန်ပါလဲ tech no -le -g. l j four syllables အသံ၄သံပါပါတယ်ခင်ဗျားတို့ကကြတော့ okay, go interesting ဒါကျွန်တော်ဗမာသံနဲ့ထွက်တယ် interesting okay phonetic so symbol နဲ့ဖတ်ကြအောင် in tra sting interesting 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 နောက်တစ်ခု financial Arago phonetic symbol နဲ့ဖတ်ရင် fi nan shell financial financial, financial. financial. financial နောက်တစ်ခု solidarity โอเคအဲ့ဒါကိုကျွန်တော် phonetic symbol တွေနဲ့ဖတ်ကြည့်မယ်ဆိုလို့ရှိရင် so le de re ti solidarity solidarity အမှန်ကော harmony syllables are there အတန်းဘယ်နှတန်းပါလဲ so le de re ti five syllables ရှိတယ်โอเคဒါဆိုလို့ရှိရင်စလုံးတစ်လုံးကြီးစီတိုင်းမှာကျွန်တော်ကအတန်းဘယ်နှတန်းပါလဲဆိုရယ် syllable တွေကိုဘာကြောင့်သိတဲ့နာလဲသိတဲ့နာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်က focus on stress အတန်ဖြီးဆိုရမယ်ကျွန်တော်တို့ဘာလို့ဘယ်လိုခေါ်လဲ rule လေးရှိထားလို့ syllable ကိုသိတင်လာဟုတ်ပြီ structure ကကျွန်တော် native တူအမှာတော့ရင်တော့ safe pc ရပေါ့ဒါပေမဲ့ phonetic လေးလာတဲ့တွင်နေကောင် structure ကကြတော့ safe pc ဒါမဟုတ်တော့ဘဲနဲ့အတန်ဖြီးဆိုတာဟုတ်ပါနော်စကလုံးတစ်လုံးဖက်လိုက်ပြီဆိုလို့ရှိရင်အဲ့စကလုံးမှာကအတန်နှစ်တန်နှစ်တန်ထက်ပိုတယ်ဆိုလို့ရှိရင်တနည်းအားမှာအတန်ဖြီးဆိုရတယ်ထို့တူပဲစာကြောင်းတွေဖတ်တဲ့အခါမှာလည်းအဲစကလုံးတွေအများကြီးတွေ့ရလိမ့်မယ်အဲ့တော့စကလုံးရဲ့ဘယ်နေရာမှာ အတန်ဖိဆိုရလဲစသဖြင့်အဲ့ဒါတွေက stress လုပ်တယ်လို့ခေါ်တယ်။ဘာကြောင့်ကျွန်တော်က stress ကိုဖိလုပ်ပြီးတော့ဆိုရတာလဲဒါက rule ဖြစ်လို့ပါ။ dictionary မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အတန်ဖိဆိုဖို့အတွက်ကိုကျွန်တော်ကဒုချောင်းလေးနဲ့ပြထားတယ်။အဘိနောက်ဦးတမဆိုကျွန်တော်တို့ဒီ phonetic symbols နဲ့ရေးထားရပြန်ကြည့်မယ်ဆိုရင်ဒီထဲမှာတုတ်ချောင်းလေးတွေ့လိမ့်မယ်ဒီမှာတုတ်ချောင်းလေးတွေ့တယ်တုတ်ချောင်းလေးတွေ့တယ်တုတ်ချောင်းလေးတွေ့တယ်ကျွန်တော်ခုနဒီစကလုံးတွေဖလိုက်တဲ့အချိန်မှာတုတ်ချောင်းလေးနဲ့ပြထားတဲ့နေရာတွေမှာကျွန်တော် stress လို့ခေါ်တဲ့အတန်ဖိဆိုသွားတာကိုတတိမထားမိလိုက်ဘူးထင်တယ် နော်သတိထားမလဲဘာလို့ကျွန်တော် stress ကိုမရှင်းပြသေးတဲ့အတွက်ကြောင့်မို့ဒါပေမဲ့အခုကျွန်တော်ဒီမှာပြန်ပြီးဖတ်ပြမယ်ဆိုရင်ဘယ်နေရာမှာအတန်ဖိဆိုသွားရဲဆိုတော့တွေ့ပါလိမ့်မယ် confident 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 consonant နေရာမှာ fat syllable မှာအတန်ဖိဆိုလိုက်ပါတယ်ဒါဒီ stress လုပ်လိုက်တာအဲ့ဒါဒီကိုယ့်ကိုလုံးလုံးမရဘူးငါပဲငါကြိုက်တဲ့နေရာမှာအတန်ဖိဆိုရမယ်ဆိုတော့ room ရှိဘူး dictionary ကြည့်လို့ရှိရင်ဒီလိုပုံစံရင်းနဲ့ပြတာဖြစ်တဲ့အတွက် first syllable မှာလား second syllable မှာလား third syllable မှာလားဖိဆိုရမယ်နေရာကိုသူတို့အနေနဲ့တင်ကြပြထားပြီးသားဖြစ်တယ် အဲ့နေရာတွေကို stress မမှန်ကန်ကန်နဲ့ထွက်မယ်ဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်ကျွန်တော်တို့ဒီပမာတွေကအတန်ထွက်မကောင်းတဲ့အချိန်မှာအဲ့လိုလေအတန်ဖြည့်ဆွမ်းမဲ့နေရာမှာမဖြည့်ဆိုတာအဲ့ဒါကလည်းကျွန်တော်တို့ရဲ့เนาะအားနည်းချက်တစ်ခုဖြစ်နေပါဟုတ်ပြီနော်အဲ့တော့ dictionary ကြည့်လိုက်လို့ဒီနေရာမှာအတန်ဖြည့်ဆိုဖို့ဒီနေရာပြထားရဆိုရင်အဲ့တိုင်းသာထွက်အတန်ထွက်ကလွဲစရာလည်းမလိုဘူးတို့အတန်ထွက်ဆိုးွားစရာအကြောင်းလည်းမရှိဘူး confident confident နော် confident အဲ့နေရာမှာဗမာလိုပြောတဲ့အတန်ထွက်ကိုကြည့်လိုက်လို့ရှင် feel ဆိုတဲ့နေရာမှာအတန်မြင့်တာလိုမျိုးတွေ့ရလိမ့်မယ် confident confident ဒါပေမဲ့တကယ်ကနေက confident confident ဖြစ်နေရမျိုးဒါဆိုအသက်ထွက်သည်ကွဲနေရကိုမြင်ရပါလိမ့်မယ်ဒါကြောင့် syllable stress ဒီလည်းပဲဘာကြောင့်အရေးကြီးရဲဆိုတော့ကိုယ့်ရဲ့အသက်ထွက်ကောင်းမှုအတွက်အဓိကအချက်အနေနဲ့ဖြစ်နေရလဲဖြစ်ပါတယ်နောက်ကကျတော့ only only ဆိုလို့ကျွန်တော်ပမာဏက coconut ကိုယ်ဆိုရဒုတိယ second syllable မှာအတန်ဖြစ်ဆိုရ coconut coconut ဒါပေမဲ့အင်္ဂလိပ်မှာကျတော့ fat syllable မှာအတန်ဖြစ်တာ coconut 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 ဖြစ်နေရမျိုးအဲ့တော့ phonetics နဲ့သိတယ် stress stick syllable တွေလည်းသိချာသိတယ်ဆိုရင်အဲ့စကားလုံးရဲ့အတန်အတွက်ကပြတ်သွားစရာအကြောင်းအမရှိဘူးဟုတ်ပြီနော်အဲဒါကြောင့်မို့ကျွန်တော်ကစကားလုံးတစ်လုံးကိုရပြီဆိုတာနဲ့ phonetics တွေလည်းသိရမယ်ပြီးရင်သိ syllable ဘယ်နှလုံးရှိလဲပြည့်ခါမှာဘယ်နေရာမှာ stress နဲ့ဖိဆိုသွားရလဲအဲဒါလေးကိုသိချာလုပ်မယ်ဆိုရင်ကျွန်တော်အတန်အတွက်တွေကောင်းလာမှာလည်းဖြစ်ပါတယ်ဟုတ်ပြီနော်โอเคဒါဆိုလို့ရှိရင်နောက်တစ်ခုပါရှိမလဲ be careful with loan words ကျွန်တော်ဗမာတွေက ်ဗမာစကားမှာအင်္ဂလိပ်စကားနဲ့တိုက်ရိုက်မွေးစားထားတဲ့စကားလုံးတွေအများကြီးရှိပါတယ်။ဥပမာအဖြစ် ကားတို့ကွန်ပျူတာတို့ဟိုတယ်တို့လက်တော်တို့ဝိုက်ဘုတ်တို့နော်အင်တာနက်တို့ဒါကအင်္ဂလိပ်စကားနဲ့တိုက်ရိုက်မွေးစားယူထားပြီးတော့မှအဲဘာမှပြောင်းလဲထားခြင်းမရှိဘူး။တိုးတော့လဲအဲ့စကားလုံးတွေကိုပြောတဲ့အခါမှာတော့ကိုပိုင်အတန်မျိုးနဲ့ထွက်နေတာနော်ကိုပိုင်အတန်မျိုးနဲ့ထွက်နေတာအဲ့လိုမျိုးမွေးစားစကားလုံးတွေကိုဟိုဗမာလိုပြောနေပြီးတော့ဟို ီလစကလုံးတွေဓာတ်ရိုက်သုံးတယ်ဆိုရင်လည်းကိစ္စတော့မရှိဘူးဒါပေမဲ့အင်္ဂလိပ်လိုပြောတဲ့အချိန်မှာဒီစကလုံးတွေသုံးလိုက်လို့ရှိရင်ကျွန်တော်ကနည်းနည်းလေးတိုင်ပတ်သွားတယ်ဘာလို့လဲဆိုတော့အတန်တကြီးကလေအာကားဆိုတဲ့အတန်မျိုးကြီးเนาะဆိုကြအောင်ဆို I want to buy a car အဲ့လိုမျိုးဖြစ်သွားတာအဲ့တော့ဗမာတန်ရင်ကအင်္ဂလိပ်စကားပြောတဲ့အချိန်မှာပါလာတဲ့အချိန်မှာ pronunciation မကောင်းလို့ခံစားသွားတဲ့စိစေတဲ့အချက်ဖြစ်သွားပါဘောเนาะအဲ့ဒီညမှာ car C ဆိုတာဒီကျွန်တော်ခုန phonetics မှာ letter C ကို represent လုပ်တဲ့သူ့ရဲ့အတန်ကခခဒါဆိုလို့ရှိရင် car ဲ့လိုပဲလာမှာအဲ့တော့ I want to buy a car အဲ့ဒါဆိုရင်ကောင်းသွားပြီအဆင်ပြေနေပြီနောက်ကကျတော့ computer ဘာဘာလို့ computer လို့ပြောနေတဲ့အတွက်အင်္ဂလိပ်လိုပြောရတဲ့အချိန်မှာလည်းဟုတ်ပါတော့ my computer is broken အဲ့ဒါလိုမျိုးလာတာအဲ့တော့အဲ့မှာလည်းအတန်းတကြီးကမကောင်းမလောက်လို့ဖြစ်သွားတဲ့အချိန်က computer ဆိုတဲ့ low word မွေးစားစကားလောက်ဗမာတန်ကြီးနဲ့ထွက်ချလိုက်တာအဲ့တော့ကျွန်တော်ကအင်္ဂလိပ်စကားပြောလို့ရှိရင်ဒီစကားလုံးတွေကိုသုံးရတော့မယ်ဆိုလို့ရှိရင်သတိထားအဲ့ဒီစကားလုံးတွေကငါအင်္ဂလိပ်လိုပြောတော့မှာဒါဆိုရင်အင်္ဂလိပ်တန်ဖြတ်အတိုင်း တိတိကျကျမမကန်ထုတ်ဖို့လိုတယ်ဒါဆိုရင် computer ဟုတ်နော် my computer is broken အဲ့ဒါဆိုအဆင်ပြေပြီအခုက hotel ဆိုတဲ့စကားလည်းကျွန်တော်တို့ဗမာပါဇက်ထဲမှာအသားကျနေပြီဒါဖြစ်တဲ့အကြောင်းမို့လို့ဟုတ်ပြီနော်အဲ့တော့ uh which hotel are you staying in အဲ့လိုမျိုးဖြစ်လာအဲ့တော့ hotel ဆိုတဲ့အတန်ဟုတ်ပဲနဲ့ which hotel ဒီလိုမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီမွေးစားစကားလုံးတွေကိုကျွန်တော်တို့အင်္ဂလိပ်လိုပြောပြီဆိုလို့ရှိရင်သတိထားပါအင်္ဂလိပ်တန်ထွက်အတိုင်းထွက်ဖို့ကိုမမေ့ပါနဲ့နော် မှာ white board ဆိုရင်လည်းအသားကျနေပြီသား white board နော် white board ဒီလိုမျိုး internet 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 ဒါမျိုးတွေကိုသတိထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အတန်ထွက်လေးတွေနော်ဆိုးသွားတော့မှမဟုတ်ပါဘူး Okay အဲ့တော့ဗီဒီယိုလေးတော်တော်လေးရှင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြန်လေးတော့ပါမယ်။နောက်ကကျတော့ပါဇက်ပတ်ချင်တဲ့ pronunciation ကောင်းနေတယ်ဆိုလို့ရှိရင် ten twisters တွေကိုလေ့လာ။ ten twisters ဆိုတာရှာလိုက်စေဟာပဲပေါ့နော်။အမှဟိုစကလုံးတွေကိုဖတ်လိုက်ပြီဆိုလို့ရှိရင်သူက အဲ a letter အတန်လေးကြီးပဲပြည့်ခါမှာဖအဲ့လိုအတန်မျိုးပဲပြည့်ခါမှာထဒီလိုအတန်နေအဲ့တော့ဒီလိုအတန်တစ်ခုတည်းနဲ့ပဲစကလုံးပြောင်းစွာကိုအဲရေပြောင်းရေးထားတဲ့စာကြောင်းလေးကိုကျွန်တော် template လို့ခေါ်ရဲအဲ့ဒီမျိုးဖတ်မယ်ဆိုလို့ရှိရင် pronunciation ဆိုတော့ကဟိုအတန်လေးကိုပေါ့ဒါကြီးပဲဒီစကလုံးတွေကိုပဲတက်လျှောက်ဖတ်တဲ့အတွက်ကြောင့်မလို့ဒီစကလုံးရဲ့အတန်ကိုပိုင်နိုင်သွားတာမျိုးပေါ့နော်အမရရရရရရအဲ့လို r အတန်နဲ့အလုံးပေါင်းထားတဲ့စကလုံးတွေဆိုလို့ရှိရင်လည်း are then ပြီးပြီးသားထွက်တက်သွားတယ်။နောက် g ဒီအတန်နဲ့ ရေးထားတဲ့စလုံးအလုံးကိုပဲတက်ရှော့ဖတ်နေရင်ဒီအတန်ပိုင် နေသွားတယ်ဒါမျိုးပြောချင်တာနော်အဲ့တော့ pronunciation ကောင်းတယ် fluency ကောင်းသွားစေတယ်ပြောခါမှာ speech clarity အတန်ကိုပပိတတ်တတ်ထွက်လာနိုင်တဲ့နော်ရလလေဖြစ်လာတယ်ဒါကြောင့် tense stress တွေကိုလေ့လာတဲ့အဲ့ tense stress တွေကတော့အများကြီးပဲကိုယ့်အကိုကြိုက်တာလေ့လာလေ့လာလို့ရတယ်ဗောနော်အဲ့ဒီမှာဆိုလို့ရှိရင် silly sheep wait and sleep tribal 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 a black cat sat on a mat and ate a fat rat i wish to wash my rich wrist watch I saw a kitten eating chicken in the kitchen. It's other pit, not four furious friends fought for the foe. Darling, I turned twisted. Remember, I'm so in. I don't know, then they shall eat the life. Well, not a rush up. So, got it. They do. So, I'm going to do it. I got turned twisted. I look for a dread. It's a new jamari. That's a general pronunciation. Come on, delay. A top of you are it. So, in singly, yeah, I'm a pit bar. Okay, and also, big lady, they got your all. So, I got a ballo bullet. So, practice imitation. Didn't you have your shadowing technique? Right. Do you know, native speaker, you're ready. You're going to like me. Do you know, ဟုတ်ပြီနော်သူဘလို့အတန်နဲ့ပြောလိုက်တာလေသူဘလို့လေလေသိန်းနဲ့ပြောလိုက်သွားလဲဆိုတာမျိုးလိုက်လို့ဖို့လို့ရတယ်။အဲ့လိုမျိုးသူတို့ပြောတာကိုကိုကလိုက်ပြီးတော့ပြောတာမျိုးဒီ sharing technique လို့ခေါ်တယ်။အဲ့ကျွန်တော်နောက် slide တစ်ခုကိုပြမယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီမှာ repeat after me ပေါ့နော်။ repeat after me ဆိုတဲ့နေရာမှာ native speaker ကြီးကစာချောင်းတွေသူဖတ်ပြတယ်။အဲ့ဒါကိုကိုကအနောက်ကနေပြီးတော့လိုက်ပြောတာနော်။ကျွန်တော်ဗီဒီယိုလေးဖွင့်ပြပါမယ်။ Oh man, those native speakers, they, they just speak so fast and do lots of reductions. I wanted to talk to you about something serious. I wanted to talk. Hey. အနော်ခုနပြောလိုက်တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ဘာလို့တွေ့ရလဲဆိုတော့ native speaker ကနော်သူပြောထားတဲ့အတန်တွေကိုကျွန်တော်အနောက်ကနေလိုက်ပြောတာဒါဒီ shadowing practice လုပ်တာအဲ့တော့လိုက်ပြောမယ်ဆိုရင်သူတို့ native speaker ဖြစ်တဲ့အတွက်သူတို့အတန်တွေကတော့ နော်ကိုတူပါလို့ရမယ့်အရာကြီးပဲအဲ့တော့သူဘယ်လိုလေးဖတ်သွားတယ်ဘယ်လိုအတန်အဖီဖော်နဲ့ဖတ်သွားတယ်ပြဲခါမှာဘယ်လို expression လေးကစားသွားတယ်အဲဒါမျိုးတွေကိုကျွန်တော် like တူမယ်ဆိုလို့ရှိရင်နော်ကျွန်တော်ရဲ့အတန်ဖတ်တွေကောင်းလာမှာလည်းဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်က shadowing လုပ်တယ်လို့ခေါ်ပါတယ်နောက်ကကျွန်တော် read aloud daily ဟုတ်ပြီနော်ကြက်ကြက်လေးဖတ်ဒီလိုစားတဲ့ဖက်ကောင်းခြင်းလေဆိုလို့ရှိရင်စကလုံးတွေကိုကျွန်တော်ဖတ်နေမှကိုယ့်အတန်ကိုကြားပါလိမ့်နော်ကိုယ့်အတန်ကိုကြားတော့မှအဲကိုယ့်ရဲ့အတန်ဖက်လေးကဘယ်လိုလေးဖြစ်နေလဲ เนาะจ้องนานาเล่ขึ้นนี่ล่ะชั่วซุซุขึ้นนี่ล่ะจ้องซุสกาเปยหน้าตันบาเรเอสรอกไอ้อะลุမျိုးพอกูตันกูไอ้อะลุမျိုးมาตรีทามีล่ะเนาะโอเคถ้าสมมุติเราถ้าเล่โก read aloud เจเจเล่ဖတ်ကြည့်ဆိုကြပါစို့ In June 2016, an historic referendum, the United Kingdom narrowly voted to leave the European Union. The process known as Brexit, the combination of Britain and exit, was supported by 51.9% of voters, while 48.1% opposed it. After long negotiations between Britain and the EU, Brexit officially took place on 31st January 2020. အစားဖြစ်ကြကြလေးဖတ်မယ်ကိုယ်တန်လေးကိုပြန်လာတော့ကြည့်မယ်။ငါပြောတာအဆင်ပြေလား။ဘယ်နာလေးများဘလို့ဖြစ်နေငါ့ကိုလေးလေးဘလို့ဖြစ်သွားလဲအဖြတ်တော့ဘလို့ဖြစ်လဲ။အဲဒီလိုမျိုး read aloud လုပ်မယ်ဆိုရင်ကျွန်တော်တို့ pronunciation ကောင်းဖို့အတွက်တောက်ကိုပြမှာလည်းဖြစ်ပါတယ်နော်။အဲ့တော့တစ်ဆက်တည်းမှာပဲ record to listen to yourself ကိုပြောလိုက်တဲ့အတန်နဲ့တချင်းလားတချင်းဆိုတဲ့လက်ပြောကြည့်လိုက်ဆိုကြည့်နားထောင်ကြည့် recording လုပ်ကြည့်နောက်ခုနောက် shadowing လားလိုက်ပြောကြည့်နားထောင်ကြည့် read it out လာဖတ်ကြည့်နားထောင်ကြည့်အဲဒီလိုလောက်တာကကိုယ့်အတန်ကိုအာသတိထားမိစေတယ်သူများလည်းနားထောင်ကြည့်ကြည့်ခိုင်းကြည့်ကြညာဖြစ်ငါအတန်ဘလို့နေလဲငါပြောရအစဉ်ပြေလားစသဖြင့်သူများရဲ့ဒါ feedback ကိုလည်းယူလို့ရတယ်အဲ့တော့ဘီနောက်ကနံပါတ်၄ချက်ကတော့ be consistent and patient အင်္ဂလိပ်စာသားတွေကောင်းချင်ုံလဲတော့နော်ခဏလေးဝုန်းတိုင်းနေတော့တက်လာမှာမဟုတ်ဘူးနော်ကိုယ့်ဘက်ကနော်ဟိုဇွဲရှိနေဖို့လိုတယ်နော်ဒီဇိုင်းမမြတ်လုပ်ဖို့လိုတယ်စိတ်ရှိဖို့လိုတယ် နေချင်းညချင်းတိုးတက်သွားမှာမဟုတ်ဘူးတဖြည်းဖြည်းချင်းနဲ့မှကိုယ့်ရဲ့အတန်ကို train လာမှာเนาะအဲ့တော့ဟုတ်ပြီကိုယ့်ကိုငပိတန်လို့ပြောနေဆိုလို့ရှိရင်ပြောကြည့်ခုနကပြောတဲ့အချက်တွေနဲ့လေ့ကျင့် phonetic တွေเนาะ phonetic symbols တွေ panel ကိုစောစောတခါမှတဲ့ letters la representative ဖြစ်နေ sound စီကိုတခြားသိအောင်လုပ်ပြောလို့ရှိရင် syllable structs တွေ tender story ပြောအဲ့ဒီလိုမျိုးလေးတွေ design မမလုပ်ပြီးတော့ကိုကလုံးမသားလေးကိုရဲ့တန်ထွက်တိုးတက်မှုကိုကိုမြင်ရမှာဖြစ်တယ်เนาะဒါလေးလုပ်ဖို့လိုတယ်နောက်ကကျတော့ use pronunciation apps ခုဆိုလို့ရှိရင် pronunciation apps တွေကအများကြီးရှိနေတာဖြစ်တဲ့ကြောင့်မလို့ဒီအတန်အကိုတန်ဖြောက်ကိုစစ်ဆေးလို့ရမယ်နော် apps တွေမှာ else speak လာ english လာနော် sound the pronunciation app လာဒီလိုဟာတွေတောင်းပြီးတော့မှကိုအတန်တွေကိုလိုက်ပြောကြည့်နော်ဒီကြလို့ရှိကိုကိုလေ့လာဖို့အတွက်လေ့လာလေးအများကြီးရှာအဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အတန်ထွက်တွေကမလဲမသိကောင်းလာမှလည်းဖြစ်ပါတယ်โอเคဒါဆိုဗီဒီယိုလေးရှင်နေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုမရက်ခင်မှာအားလုံးပြင်ပြီးနှစ်ချုပ်ပြောပါမယ်အင်္ဂလိပ်စာတန်ထွက်ကောင်းမှုဆိုလို့ရှိရင် phonetics ကိုလေ့လာပါ Fnatic ဆိုတာကကျွန်တော်တို့ဇက်ကထွက်လိုက်တဲ့အတန်တွေကိုလေ့လာတာဖြစ်ပါတယ်အဖနတင်လည်လာမယ်ဆိုလို့ရှိရင် letters တခုချင်းစီရဲ့ no sounds လေးတွေကို3ထားမိလာမယ်ပြီးတော့အခါမှာ phonetic symbols လေးတွတ်မှတ်မယ်ဆိုလို့ရှိရင် consonant sound တွေတွေ့ရတဲ့ငိတာဒီလိုရေးတယ် vowel sound တွေဒီလိုရေးတယ် diphthongs တွေဒီလိုလေးရေးတယ်ဟုတ်ပြီနော်အဲ့တော့ each edition များကြည့်မယ်ဆိုလို့ရှိရင်ကိုယ်အတန်ထွက်လေးတွေကိုမှတ်မှတ်ကန်ကန်ပြီးသသာထွက်လာနိုင်မှာလည်းဖြစ်ပါတယ်နော်ဟုတ်ပြီဒါကတော့ဒါ mobile apps တွေမှာလည်းကို download ရတဲ့ application လေးနော်ဖြစ်ပါတယ်နော်โอเค နောက်ခါကျတော့ syllables တွေเนาะစကလုံးတလုံးဖတ်လိုက်တာနဲ့အတန်ပနတန်ပါဆိုတော့သိဖို့လိုတယ်။ဘာလို့လဲဆိုတော့တနေရမှာကျွန်တော်က stress လို့ခေါ်တယ်အတန်ဖြစ်သွားမှာဟုတ်မလား။အဲစကလုံးနှလုံးเนาะနှစ်တန်နှစ်တန်ချက်ပို့သွားတဲ့နေရာမှာကျွန်တော်ကအတန်ဖြစ်သွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ syllable ဘယ်နှလုံးရှိလဲဆိုတော့သိဖို့လိုတယ်။ပြီးတော့ဘယ်နေရာမှာ stress ထားပြီးတော့ဖတ်ကြမယ်ဆိုတော့လည်းသိဖို့လိုတယ်။အဲ့တော့ stress နဲ့ဖတ်ဖို့ဆိုလို့ရှိရင် dictionary မှာကြည့်ပြီးတော့မှာတချောင်းလေးနဲ့တင်ကြတာပြထားတဲ့နေရာကိုကြည့်မယ်ဆိုရင် ordinary မှာက stress အတန်ဖြစ်သွားမှာဒီနေရာမှာအတန်ဖြစ်သွားမှာဒါတွေကို ကွယ်ပြားသိနိုင်မှာလည်းဖြစ်ပါတယ်။ဒါကကျတော့ long words လို့ခေါ်တဲ့အင်္ဂလိပ်ဘာသာစာအနေနဲ့တိုက်ရိုက်မွေးစားထားတဲ့စကားလုံးတွေကိုလည်းပဲနော်ဟိုအင်္ဂလိပ်လိုပြောတဲ့အချိန်မှာသတိလေးထားပြီးတော့ပြောပါ။ဒါမှမဟုတ်ဆိုရင်ဗမာတိုင်းပါလာရဆိုပြီးတော့မှဖြစ်သွားမှာဆိုလို့ပေါ့နော်။အဲ့တော့ဒီမွေးစားစကားလုံးတွေကိုအင်္ဂလိပ်လိုပြောတဲ့အခါမှာအင်္ဂလိပ်တန်လေးနဲ့ပဲပြီးသားထုတ်ဖို့ကြိုးစားပါ။ tense တန်လေးတွေပြောပါဒါဆိုရှာသွက်လာပါမယ်။ အဲနောက်ဆုံးပြောသွားတဲ့ဒီ channel လေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ presentation ကောင်းသွားမှာလည်းဖြစ်ပါတယ်။ Okay အဲ့တော့ video လေးထိလောက်ရှိသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပဲရှင်းသားလိုက်ပါမယ်။ဒီနေ့ video လေးကနေပြီးတော့မှကိုယ့်ရဲ့ presentation ကောင်းဖို့အတွက်နည်းလမ်းလေးတွေကိုအထိုင်လျောက်လေ့လာခဲ့ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။ Okay အချိန်ပြည့်ကြည့်စေအတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံး